်မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ထာဝရဘုရားထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလည်းဆုတောင်းပေးပါတယ်ဒီမနေ့မှာယေရှုတော်အပြင်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ကြားခင်ပြင်ဆင်ပေးတဲ့အတွက်စာလံကျမ်းခန်းကြီး29အပိုင်းငယ်1ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ထာဝရဘုရားဤနာမတော်သည်ဘုံကြီးတော်မူသည်ဟုဝန်ခံလျက် တတ်ရှင်းသောတရားကိုဆင်၍သာဝရဘုရားကိုကိုးကွယ်ကြလော့လောကမှာ ကိုးကွယ်သင့်ကိုးကွယ်ထိုက်တယ်လို့သတ်မှတ်ထားတဲ့ဘုရားဆိုတာတွေများစွာရှိပါတယ်လူတွေဟာဘုရားများစွာကိုကိုးကွယ်ကြတယ်တနိုင်ငံနဲ့တနိုင်ငံတတိယနဲ့တတိယတောင်မှကိုးကွယ်ကြတာချင်းမတူဘူးခစ်အဆက်ဆက်မှာလဲလူတွေရဲ့ကိုးကွယ်ပုံတွေဟာ မတူကြသလိုဆင့်ကဲပြောင်းလဲကိုးကွယ်မှုတွေလည်းရှိနေတာကိုတွေ့ရပါလိမ့်မယ် တချို့လူတွေရဲ့ကိုးကွယ်မှုတွေကထူဆန်းပါတယ်တချို့လူတွေရဲ့ကိုးကွယ်မှုတွေကတော့ကျွန်တော်တို့အနီးအပားမှာအလွယ်တကူတွေ့နိုင်ပါလိမ့်မယ်ဒါကြောင့်မလို့ယုံကြည်ကိုးကွယ်မှုတွေအမျိုးမျိုးရှိရခြင်းအကြောင်းကလူတွေရဲ့စိတ်ထဲမှာသူတို့အထင်ကြီးလို့လေးစားလို့သူတို့အတွက်ကြောက်မက်ဖွယ်ကောင်းလို့ဒါမှမဟုတ်ရင်လည်းသူတို့အတွက်အံ့ဩစရာကောင်းတဲ့အမှုတွေကို ပြုလို့ဆိုတော့အဲ့လိုမျိုးလူတွေရဲ့စိတ်ကိုဖန်ဆားနိုင်တဲ့ ူတွေကလူတွေရဲ့ကိုးကွယ်မှုကိုခံယူကြပါတယ်။တချို့တွေကလည်းတက်ရှိထင်ရှားရှိလျက်နဲ့လူတွေရဲ့ကိုးကွယ်မှုခံယူကြတယ်။တချို့တွေကြတော့လည်းတက်ရှိထင်ရှားမရှိတော့ပေမဲ့လည်းနှစ်ပေါင်းရာထောင်ချီပြီးတော့မှ လူတွေရဲ့ကိုးကွယ်မှုကို ခံယူကြတယ်၊လေးစားမှုကိုခံယူကြတယ်ဆိုတာတွေ့ရတယ်။သို့တော်လည်းပဲကျွန်တော်တို့ကိုးကွယ်တဲ့သာဝရဘုရားကတော့လူတွေရဲ့လေးစားမှုရသည်ဖြစ်စေမရသည်ဖြစ်စေသူဟာကိုးကွယ်ထိုက်တဲ့ဖရာဖြစ်ပါတယ် ။ဘာကြောင့်လဲဆိုတော့သူ့အားဖြင့်ကဘာကြီးကအစာပြူတယ်။လူသားတွေရဲ့ဘဝအစကလည်းသူ့အားဖြင့်သာဖြစ်တယ်။အရာခတ်သိန်းကိုဖန်ဆင်းတဲ့အရှင်ဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဟာထိုအရှင်ကိုကိုးကွယ်ဖို့ရန်အတွက်ဖြစ်လာရတာပဲဖြစ်ပါတယ်။ချစ်တော်မိဘညီကိုမောင်တို့မတို့။သာဝရဖျားရဲ့နာမတော်ဟာဘုံကြီးတယ်ဆိုတာဝန်ခံကြရမှာဖြစ်ပါတယ်။ကျွန်တော်တို့ဝန်ခံခံမခံခံသူ့ရဲ့ဘုံကြီးခြင်းကတော့ပျောက်ပြတ်မသွားပါဘူး။ စัจ java လာတစ်ခုလုံးနဲ့လောကမှာရှိရှိသမျှမြင်တွေ့ရတဲ့ကြောက်မက်ဖွဲကောင်းသောအရာတွေကိုလှပတဲ့အရာတွေကိုထူးဆန်းတဲ့အရာတွေအားလုံးရဲ့အရင်မြစ်ကသာဝရဖျားပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာဖျားသခင်ကိုကိုးကွယ်ခြင်းရင်တော့တန်ရှင်းသောတရားကိုဆင်ရပါလိမ့်မယ်။ဖျားခင်ကတန်ရှင်းတဲ့ဖျားမလို့ဒီတိုင်းကြီးကျွန်တော်တို့ဖျားရှေးမောက်တော်ကိုဝင်လို့မရပါဘူး။ဤသေးလာလူမျိုးတွေရဲ့ထုံးစံမာကိုက ဘုရားရှိတော်မောက်ကိုဝင်ရင်တန်ရှင်သောတရားများကို စင်မြန်းပြီးတော့မှ ဝင်ကြရတာပဲဖြစ်ပါတယ်။တန်ရှင်ဖို့လိုပါတယ်။ဒီနေ့ခေတ်မှာတော့သခင်ယေရှုခရစ်တော်ကိုယူတင်ဝတ်ဆောင်ခြင်းသခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံခြင်းကဘုရားသခင်ရဲ့ရှေ့မှာဝင်ရောက်ဖို့ရန်အတွက်လမ်းဖြစ်ပါတယ်။ဒါကြောင့်ယေရှုခရစ်တော်ဒီဟူသောအသက်လမ်းသစ်အားဖြင့်ဘုရားသခင်ရဲ့မျက်မှောက်တော်တွေကိုအစီအတာမရှိဝင်ခွင့်ရပြီလို့ပြောပါတယ်။ကျွန်တော်ရဲ့အသက်တာမှာ ဖျားခင်မျက်မှောက်တော်ကိုဝင်ဖို့အစဉ်တစားဟာယေရှုခရစ်တော်ကိုယူတင်ဝတ်ဆောင်ခြင်းပဲဖြစ်ပါတယ်။ပြီးတဲ့အခါမှာကိုးကွယ်ထိုက်တော်ဖျားဘုံကြည်တော်ဖျားဖန်ဆင်းရှင်ဖျားဖြစ်တော်မူသော လူကိုဖန်ဆင်းတော်ဖျားထာဝရဖျားကိုကျွန်တော်တို့ပြည့်ဝကိုးကွယ်ဖို့ရန်အတွက်ဖြစ်ပါတယ်။ချစ်တော်မိဘညီကိုမောင်နှမတို့ဖျားခင်ကသူ့ကိုကိုးကွယ်တဲ့သူ့ကိုခိုင်ခံစေတယ်သူ့ကိုကိုးကွယ်တဲ့သူ့ကိုငြိမ်သက်ခြင်းပေးတယ် ကောင်းကြီးပေးတယ်ဆိုတာကိုသိဖို့လိုပါတယ်။ဒါကြောင့်ကျွန်တော်တို့တွေကိုးကွယ်ထိုက်သောအရှင်ဖြစ်တဲ့သာဝရဘုရားကိုကိုးကွယ်ကြရအောင်ကျွန်တော်ရဲ့အသက်တာမှာကောင်းကြီးပေးเสียရှိရင်သာဝရဘုရားကိုပဲ ကောင်းကြီးပေးရအောင်ဘုရားသခင်ရဲ့ဘုန်းတော်ကိုချီးမြှောက်လျက်အသက်ရှင်ရအောင်လို့တိုက်တွန်းပါတယ်ဖျာရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်တော်ဘုရားကိုရောကိုကျေးဇူးတင်ပါတယ်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာမှာကိုရောရဲ့ အလိလာကိုပိုးပြီးနားလေရတဲ့အခွင့်နဲ့အတူကိုရောကိုကိုးကွယ်ခွင့်ပေးလို့ယေရှုတင်တယ်။ကိုရောကိုကိုးကွယ်တဲ့သူတိုင်းဟာခိုင်ခန့်နဲ့ညီသက်ချင်းရှိတဲ့ကောင်းကြီးနဲ့ထိုက်တန်တယ်။ဒါကြောင့်မလို့ဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာငါနဲ့ငါအိမ်သူအိမ်သားမှန်လင်ထာဝရဘုရားကိုသာ ကိုးကွယ်မယ်ဆိုတဲ့ယောရှုရဲ့စကားလိုထာဝရဘုရားကိုသာကိုးကွယ်ကြတော်သူများဖြစ်စေပါယေရှုခရစ်တော်နာမ၌ဒီနေ့တာကိုဆက်ကပ်ဆုတောင်းပါ၏အာမင်